ပြောချင်ပါစကားနားထောင်ပါချစ်တဲ့ချစ်တဲ့ပြောပြီးတော့မှစကားနားမထောင်ရင်အဲ့ဒါတကယ်ချစ်တာမဟုတ်ဘူးချစ်တဲ့သူကစကားနားထောင်တယ်တမိစားတွေရှိတဲ့သူဆိုသိလိမ့်မယ်အတိတ်ပဲမရှိလဲလိုက်လို့တာပဲလေဟုတ်တယ်နော်ဟုတ်တယ်မလားကိုကတော့အိမ်မှာလုံးဝနော်ယောက်ျားလေးဆိုလို့ရှိရင်လုံးဝမန်နေနေတကယ်ချစ်ရှိမှဆိုအာလူမိုက်လိုပဲအေးစကားပြောရင်ဟာလာလာလာကမလီယာအေးအဝါပေးဆိုလဲပေးလိုက်ရတာပဲလက်နဲ့ချောင်းထောင်ပြီးတက်ပွန်ရိုက်ပေးဆိုလဲဘာလို့လဲ ေးလိုက်ရတာပဲတပူလေးရိုက်ဟာအဖက်တွေနဲ့နော်လုတ်လုတ်မြင်ဘူးတယ်မြင်ဘူးတယ်ဘာလို့လဲချစ်လို့ချစ်ရင်ဘာလို့လဲစကားနာထောင်တယ်အခုတင်တက်ရှင်သောဝိညာဉ်တော်ဖျောက်ချစ်တယ်ဆိုရင်စကားနာထောင်ဖို့လိုအပ်တယ်စကားနာထောင်တယ်ဆိုတာဟုတ်ကဲ့ပြောပြီးပေါက်ကြရလောက်တာကိုပြောတာမဟုတ်ဘူးလိုက်ရှောက်နာခံတဲ့ຢာကိုပြောခြင်းဖြစ်တယ် လက်လျှောက်အသက်ရှင်ခြင်းကိုပြောနေခြင်းဖြစ်တယ်အာမင်ဒါကြောင့်မလို့ယေရှုခရစ်တော်ကိုယ်တိုင်ကလည်းဗာပြောထားလဲဆိုလို့ရှိရင်ရှောင်းခရစ်တော်အခန်းကြီး14အငယ်15မှာငါကိုချစ်ရင်ငါပညာတော်ကိုဆောင်းလျှောက်ကြလော့ချစ်ရင်ဘာလုပ်ရမလဲစကားနားထောင်မယ်လို့ပြောထားတာဘုရားခင်ပညာသမ ्या အရာအလုံးကိုဆောင်းလျှောက်ဖို့အတွက်ပြောထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ချစ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စကားနားကိုနားထောင်မယ်ပြီးတော့ရင်ကျွန်တော်ခုနကတည်းကအရှိမကျွန်တော်ဖတ်ခဲ့ရဝိညာဉ်တော်ဖျားပါလေစကားပြောနိုင်တဲ့ဘုရားခင်ဖြစ်တယ် တင်တချင်းတစ်ခါမှဝိညာဉ်တော်ဖျားစကားပြောခြင်းမခံရသေးဘူးဆိုရင်ဒီနေ့မှဖျားခင်တင်ကိုစကားပြောနိုင်မယ်တင်နှလုံးသားကိုဖွင့်ထားပါကျမ်းစာထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်နှုတ်ကပတ်တော်ထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဖျားခင်နီလန်းပေါင်းစုံတဲ့စကားပြောတယ် ကြားနိုင်တဲ့အတန်လို့ပြောရဲ audible voice နဲ့လည်းစကားပြောရဲ angelic voice လို့ပြောရဲကျွန်တော်ဒီတမန်ဒီကောင်းကင်တမန်အားဖြင့်ဘုရားခင်စကားပြောတဲ့အရာလည်းရှိတယ်ပြီးဘုရားလူတွေဘုရားရွေးနှုတ်ထားတဲ့သူတွေအားနေတဆင်လဲဘုရားခင်စကားပြောတယ်ရေးသားထားတဲ့နှုတ်ကပတ်တော်နဲ့ဘုရားစကားပြောတယ်ပြီးတော့ရှိရင်အသက်ရှင်တဲ့နှုတ်ကပတ်တော်တနည်းအားဖြင့်ဝိညာဉ်တော်ဘုရားခင်အားဖြင့်လည်းစကားပြောတယ်နောက်ဆုံးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုရားခင်ကဖန်ဆင်းခံထားတဲ့အရာတွေနဲ့လည်းစကားပြောတယ်နောက်ဆုံးသရိစံအားဖြင့်လည်းစကားပြောတယ်ဆိုတဲ့အကြောင်းကျွန်တော်နှုတ်ကပတ်တော်ထဲမှာများစွာလေ့လာခဲ့ဘူးတယ်ဘုရားခင်နီးလန်းပေါင်းစုံနဲ့စကားပြောနိုင်တယ်ဒါပေမဲ့တင့်ကိုဘုရားခင်ဘယ်နီးလန်းစကားပြောလို့ကျွန်တော်မသိဘူး ဒါပေမဲ့တေချာတာတခုကဘုရားခင်တေကိုစကားပြောတယ်။အာမင်။ဆိုဘုရားအတန်ကိုကြားတတ်ဖို့နဲ့လိုအပ်တယ်။ဘုရားစကားကိုကြားတတ်ဖို့နဲ့လိုအပ်တယ်။ဆိုဒီနေ့ဒီညမှာဘုရားခင်ကစကားပြောတတ်တဲ့ဘုရားခင်ဖြစ်တာကြောင့်မလို့ကျွန်တော်အသက်တာအထဲမှာဘုရားခင်ရဲ့စကားကိုကြားနိုင်ဖို့ရအတွက်ကျွန်တော်ဘုရားခင်ကိုစကားပြောခွင့်ပေးဖို့လိုအပ်တယ်။ဆိုတခါတည်းကကျွန်တော်တို့ဆုတောင်းလာဒီမှာရှိတယ်ဆုတောင်းလာ။အော်ဒီနေ့မနေ့ဆုတောင်းလာခဲ့တဲ့သူရှင်လက်ထောက်ပါ။ ကျန်တဲ့သူတွေအားလုံးလက်ခုပ်တီးလဲသူတို့ကိုပြုပေးအောင်ကျွန်တော်သိပါတယ်ဒီနေ့မနေ့တော့ဆုမတောင်းခဲ့ပေမဲ့ညမှာဆုတောင်းတဲ့သူတွေဟုတ်တယ်မလားဟုတ်တယ်ဆိုကျွန်တော်ဆုတောင်းဖို့လိုအပ်တယ်ဆုတောင်းတဲ့ချိန်မှာလည်းမမှန်ကန်ကန်ဆုတောင်းဖို့လိုအပ်တယ်ကျွန်တော်တော်တော်များများဆုတောင်းတဲ့ချိန်မှာဘာလုပ်လဲသိလားကိုဟာကိုပြောချင်တာပြောဆုတောင်းပြီးတော့မှအာမင်ထူပြီးကျွန်တော်ထွက်သွားလိမ့်ရှိကြတယ်အဲ့ဒါဘုရားသခင်လိုချင်တဲ့ဆုတောင်းခြင်းမဟုတ်ဘူး နားလည်အောင်ပြောမယ်ဆိုဆုတောင်းခြင်း a prayer is a conversation with god so ဆုတောင်းခြင်းဆိုတဲ့အရာကဘုရားသခင်နဲ့အပြန်လည်စကားပြောခြင်းဖြစ်တယ်ဘုရားသခင်နဲ့စကားပြောတာတိတ်ကိုအရေးကြီးတယ်နော်တခါကျရင်ကျွန်တော်တို့ဘာလုပ်တယ်လဲဆိုလို့ရှိရင်ကိုပြောချင်တာပဲကိုပြောပြီးဘုရားမြတ်တော်တွေထွက်သွားကြတယ်ဘာနဲ့သူလဲလို့ပြောလို့ဆိုဥမာဆိုဆိုကြောက်တော့သူကကျွန်တော်ကိုဖုန်းဆက်လာတယ်ဖုန်းဆက်လာတဲ့အချိန်မှာလာပြီးတော့ကျွန်တော်ကို ပြောတယ်အားမလာပြီဆရာကြီးကူညီပါဦးဒီပြဿနာတွေရှိတယ်ငွေကြေးပြဿနာရှိတယ်မိသားစုပြဿနာရှိအားဘယ်လိုလုပ်အောင်လဲမသိဘူးခက်ခဲလိုက်တာပြင်ပလိုက်တာဆရာကြီးပြီးတော့ပြီးတော့ဖုန်ချသွားကျွန်တော်ဘာမှပြောသေးဘူးကျွန်တော်အကြံပေးမယ်ကျွန်တော်စဉ်းစားနေလို့ကျွန်တော်ဆုတောင်းပေးမလို့ပြင်နေလို့မရှိတယ်ဘာလို့လဲသူကဖုန်ချသွားပြီကျွန်တော်အသက်တာထဲမှာအဲ့လိုပဲဘုရားသခင်ဘယ်လိုလုပ်မပြင်ပန်းနဲ့ခက်ခဲတဲ့ဆေးရဲတဲ့ဒီဟာကိုမဖြစ်ချင်တော့ဒီဟာကိုမဖြစ်ချင်တော့ပြီးတော့အာမင်ဝိညာဉ်တော်ဘုရားနေရာကိုဝင်စဉ်းစားကြည့် อ๋องาตะมีเลงาตาลีงาสีโกยောက်ลาไปงาโกอขွင့်เบินเนบีงาโกลาต่ายเบินเนบีเอ้อတော့งาพွင့်ปะไลถั่วตัวไปဟုတ်တယ်မလားဒါကလေးကြောင့်ရှိရင်လေဘုရားခင်ကတင့်အမြဲတမ်းမိတ်သာဖွဲ့ဖို့အတွက်စောင့်နေတဲ့ဘုရားခင်ဖြစ်တယ်အမြဲတမ်းအဲ့ဒီရောက်ကိုမျောလင့်နေဘုရားခင်ဖြစ်တယ်တင့်ကိုစောင့်နေတဲ့ဘုရားခင်ဖြစ်တယ်အာမင် ဆိုတော့အဲ့ဒီအချိန်မှာတခါကျရင်ကျွန်တော်တဏီကိုလှုပ်တယ်ပင်ပန်းပြီးတော့မှအိမ်ပြန်လာတယ်ပြန်လာပြီးသွားတဲ့အချိန်မှာတော့အာအေးအပေါ်မှာလဲတယ်အိတ်တော့မယ်အော်နေဦးစုတောင်းအောင်မယ် thank you jesus ပြီးအိတ်ပါပဲဆိုကျွန်တော်အချိန်မှာဘုရားခင်ကိုအချိန်လည်းမပေးတယ်လို့ဘုရားရဲ့စကားကိုနားထောင်ဖို့နေနေတတဘုရားရဲ့အတန်တော်ကျွန်တော်တို့ကြားဖို့အတွက်အချိန်မပေးမိဘူးဆိုလို့ရှိရင်ကျွန်တော်တဏ္ဍာမှာဘယ်လိုရှောက်လာမှာတော့ဘုရားအလိုတော်နဲ့ညီကျွန်တော်ဘယ်လိုလုပ်ပြီးတော့မှအသက်တာကိုမောင်းနေမှာတော့ ဖခင်ရဲ့အတန်ကိုမကြားပဲဖခင်ရဲ့အလိုတော်ကိုမသိပဲဖခင်လမ်းပြခြင်းမရှိပဲနဲ့ကျွန်တော်တို့တွေဘလို့လုပ်ပြီးတော့မှရင့်ကျက်ခြင်းစီကိုတက်လန်းနိုင်မှာတော့ဘလို့လုပ်ပြီးတော့မှတန်ရှင်ခြင်းနဲ့အသက်တာထဲမှာအသက်ရှင်နိုင်မှာတော့ကျွန်တော်တို့ကအကျင့်အားဖြင့်အသက်ရှင်နေသူမဟုတ်ဘူးဝိညာဉ်အားဖြင့်အသက်ရှင်နေသူဖြစ်တယ်အာမင်ကျွန်တော်တို့ကတန်ရှင်ခြင်းဖြောင့်မတ်ခြင်းဖြစ်လာဖို့နဲ့ကြင်ကြံအားထုတ်မှာမဟုတ်ဘူးဖြောင့်မတ်ခြင်းကခရစ်တော်အားဖြင့်ရပြီးသားတန်ရှင်ခြင်းကလည်းဖခင်ရဲ့ရှိတ်မှာကျွန်တော်တို့တန်ရှင်သောလူမျိုးဖြစ်ပြီးသား ဒါပေမဲ့ဒီနေ့ဒီအသက်ရှင်ရတဲ့အချိန်မှာဒီဇာတိနဲ့ဆိုင်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့အချိန်မှာဆွေးလန်းခြင်းတွေရှိတယ်တတ်မှတ်ခြင်းတွေရှိတယ်အဲ့ဒီအရာကိုကြော်လွှမ်းနိုင်ဖို့အတွက်တော့ဝိညာဉ်တော်ဖျားကိုလိုအပ်တယ်အဲ့ဒီအတွက်ပဲတန်ရှင်တော်ဝိညာဉ်တော်ဖျားကိုကျွန်တော်ပေးထားတာဖြစ်တယ်အဲ့တော့သူ့စကားမှာကျွန်တော်နားမထောင်ဘူးဆိုလို့ရှိရင်ကျွန်တော်ဘလို့လုတ်ပြီးတော့မှဒုစရိုက်အပြစ်အလုံးစုံကနေကျွန်တော်တို့ရဲ့အသက်တာထဲမှာအလိုတော်ပြည့်စုံဖို့ကျွန်တော်ဘလို့လုတ်ပြီးတော့မှဖြစ်လာနိုင်မှာတော့ဒါကြောင့်မလို့ရှင်မန်တဲ့ခရုဝင်ကျန်ခန်းကြီး6ငွေ6ကိုပြန်ထုတ်ပြစေခြင်းနဲ့ခုနကလုံးကဖတ်ခဲ့တဲ့နှုတ်ကပတ်တော်ပဲ ဆိုတော့ဒီညမှာပြောပြောပြောထားတဲ့အရာကကျွန်တော်တင်သည်ဆူတောင်းတော့အခါဗာလဲစိတ်ညံ့ရအခန်းတော့ဝင်၍တကားကိုပိတ်ပြီးမှပြောကြည့်ပါဦးတကားကိုပိတ်ပြီးမှအမဆူတောင်းတဲ့ချိန်မှာစိတ်ညံ့ရအခန်းကိုပဲဝင်ဖို့မဟုတ်ဘူးစိတ်ညံ့အခန်းဆိုဘာကိုပြောလဲဘယ်သူမှမရှိတဲ့အခန်းကျွန်တော်ရှေ့မှာပြောခဲ့ပြီဘယ်သူမှမမြင်တဲ့နေရာဘယ်သူမှမရှိတဲ့နေရာပြီးတော့ဘာလုပ်ခံလဲတကားကိုပိတ်ပြောတကားကိုပိတ်ကျွန်တော်ဆူတောင်းတဲ့အချိန်မှာဖះရတဲ့အချိန်ယူတဲ့အချိန်မှာဖះစကားကိုနားထောင်ဖို့နဲ့ပြင်ဆင်တဲ့အချိန်မှာကျွန်တော်တကားတွေပိတ်ဖို့အတွက်လိုအပ်တယ် ဲ့လိုပြောလိုက်လို့အဖေလည်းမဝင်လာနဲ့အမေလည်းမဝင်လာနဲ့ဆိုပြီးတော့မှတကားတော့ခတ်ထားတော့ပြောတော့မဟုတ်ဘူးကျွန်တော်တို့ဒီလောကရဲ့တကားတွေပိတ်ဖို့လိုအပ်တယ်လို့ပြောနေတာလောကနဲ့ဆက်ဆိုင်တဲ့တကားတွေကိုပိတ်ဖို့လိုအပ်တယ်အာမင်ဆိုအဲ့ဒီအရကိုဘာပြောနေလဲတခါကျရင်ကျွန်တော်ဆူတောင်းတဲ့ချိန်ကျရင်တစ်ဖုန်းကိုပိတ်ထားလို့ကျွန်တော်ပြောနေတာကျွန်တော်တို့အဲ့ဒီလောကရဲ့ပရင်းပေါက်အကြီးဆုံးကဘာလဲသိလားတကားပေါက်အကြီးဆုံးကဘာလဲသိလားကျွန်တော်တို့ဖုန်းနေ ကျွန်တော်တက်တာထဲမှာကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အရာပြောပြအောင်မယ်အဲ့ဒါဗာလေးလို့ပြောပြီးဆိုကျွန်တော်ဆူတောင်းတဲ့အချိန်မှာဖခင်နဲ့အချိန်ယူတဲ့အချိန်မှာကျွန်တော်ဖုန်းကလာပြီး clean မိလာပြီး messenger ပလုံးဆိုဝင်လာပြီးအဲ့မှာဆူတောင်းကိုရောဆူတောင်းတယ်ဩငါဖခင်နဲ့အချိန်ယူတယ်ကိုရောဒီနေ့မှာ clean သူလေစိတ်ဝင်စားနေပြီဒါပေမဲ့ဖခင်နဲ့ချိန်ယူဩဒီနေ့မှာတာကိုဖွင့်ပြပါကိုရောရှင်များရှင်ကို clean ဟုတ်တော့ဖွင့်ကြည့်ပြီးကြီးလာတဲ့ခါကျတော့တငငချင်းဟာသားပို့တယ် အဲ့နဲ့ကြည့်လိုက်တယ်ကြည့်ရင်ကြည့်နေဟာ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 ဆိုအိယာပေါ်ပြန်လဲသွားပြီတပုတ်ပြီးတပုတ်အဲ့ဒါမပြီးတော့ဖြစ်တယ်လားဖြစ်တယ်ကျွန်အဲ့တော့ဘာလုပ်ဖို့လိုအပ်တယ်လဲတကားကိုပိတ်ဖို့လိုအပ်တယ်ကျွန်တော်စုံစမ်းခြင်းအများဆုံးလားတခြားအဝေးကြီးမဟုတ်ကျွန်တော်ဖုန်းထဲကနေလာတာညဉ့်ညံ့ရုပ်ရှင်တွေဘယ်ကမှမလာဘူးဘယ်သူကမှအသိလာမပြောင်းမကြည့်မနေရမဟုတ်ဒီဖုန်းထဲကပဲလာတာတော့ပြီးတော့ရှင်တော့ကိုရီးယားကားကြီးကြည့်ပြီးဖျားနေတော့အချိန်ယူဖို့မေ့သွားတော့တဲ့အချိန်ထိဖြစ်ရတာဘယ်ရမလားအဲ့ဒီဖုန်းထဲကပဲလာတာ ကျွန်တော်အဲ့ဒီအရာကဖုန်းကအသုံးပြမယ်ဆိုတိတ်ကိုကောင်းတယ်။ဒါပေမဲ့အသုံးမပြတိုင်းလည်းကျွန်တော်တို့အတွက်တော်တော်လေးကိုမှစိုးဝါးစေတဲ့အရာတွေဖြစ်သွားစရာကြောင်းရှိတယ်။နောက်ဆုံးဖျားသခင်ရဲ့ယင်းနေကြောင်းဝင်ခြင်းကိုဖြစ်စီပြနေတယ်။အဲ့တော့ကျွန်တော်မလုပ်တယ်လို့ပြောပြီးဆိုရှင်ကျွန်တော်ဖျားသခင်ရဲ့အချင်းယူဖို့အတွက်ကျွန်တော်အမြဲတမ်းကျွန်တော်အချင်းကိုတတ်မှတ်လေးရှိတယ်။ကျွန်တော်ညစေနိုင်ဆိုရင်ကျွန်တော်ဖုန်းကအလိုလိုနေရင်ဘာဖြစ်သွားလဲဆိုလို့ရှင် Do not disturb mode လေးကသူ့အတူ on သွားတယ်။ဆိုဘယ်လိုလုပ်လိုက်လဲလို့ကျွန်တော်အခုလိုပြန်လုံတော့မလုပ်တတ်တော့ဘူး။တခါလေကျွန်တော်ပြန်ပိတ်ဖို့တော့မနေကြိုးစားရဘူး။ ဆို do not disrupt online ပြီဆိုရင်ကျွန်တော်ဘာဖြစ်လဲဆိုရင်အာဖုန်းလည်းမဝင်တော့ဘူးအဲဒီစာတွေလည်းဝင်တာအတန်းမကြားတော့ဘာ notification မှမတက်တော့အဲ့တော့အဲဝင်တော့ဝင်နေတယ်ဒါပေမဲ့မသိတော့အဲ့တော့အဲ့အချိန်ရောက်ပြီဟေးဆိုရင်ကျွန်တော်သိလိုက်ပြီဒါဒီကျွန်တော်ဖျားနေအချိန်ရောက်ပြီချိန်ကျွန်တော်ဘလောက်ဖုန်းသုံးနေပါစေ do not disturb on လာပြီဆိုတော့ငါဖះနေချင်းရောမယ်အချိန်မှာဖုန်းကိုချတယ်ဖုန်းလည်းကျွန်တော်မနောက်ချက်တော့ကျွန်တော်ဖះနေအချိန်ယူတယ်အချိန်ယူရဲ့အချိန်မှာလည်းကျွန်တော်အမြဲတမ်းသတ်မှတ်ထားရတာမရှိဘူးကျွန်တော်မှကျွန်တော်ကျွန်တော်ဖះရှိကိုတိုးဝင်တဲ့အချိန်မှာလွတ်လပ်လပ်ပဲကျွန်တော်တိုးဝင်တယ်ဘာကြောင့်လဲဖះခင်ကျွန်တော်ဖခင်ဖြစ်တယ် ်ကျွန်တော်ရဲ့မိတ်ဆွေဖြစ်တယ်ကျွန်တော်ရဲ့ဆရာဖြစ်တယ်အဲ့တော့နှုတ်ကပတ်တော်တွေကအတိုင်းမကျွန်တော်ပြောနေတာဖြစ်တယ်ဆိုတော့အဲ့တော့ကျွန်တော်တခါလေးကြိုင်လဲအရန်ပင်ပန်းတဲ့အချိန်မှာကျွန်တော်ဘာမှဟန်ဆောင်မနေဘူးကျွန်တော်ဘူးလင်းမပြောရဲကိုတော့သားတင်နေအရန်ပင်ပန်းတယ်ကျွန်တော်ငိုစရာရှိငိုလိုက်တယ်ဘုရားမြတ်တော်တွေမှာကျွန်တော်ရင်ဖွင့်စရာရှိရင်ဖွင့်လိုက်တယ်ကျွန်တော်ချီနောင်တဲ့အချိန်တွေရှိတာပဲလူပဲပင်ပန်းတဲ့အချိန်ရှိတာပဲခက်ခဲတဲ့အချိန်ရှိတာပဲအဲ့ဒီမှာကျွန်တော်ဘာမှဟန်ဆောင်မနေဘူးဘုရားခင်သားတင်နေအရန်ပင်ပန်းတယ်တခါကျကျွန်တော်ဘာစကားမှမပြောဘဲဒီတိုင်းမနေနေငိုနေတဲ့အချိန်လေးရှိတယ် ။အဲ့ဒါကချင်းကျွန်တော်အရင်ဝမ်းမြောက်တဲ့အချိန်မှာကျွန်တော်ဘာလို့လဲဘုရားသခင်ကိုကျေးဇူးတင်လိုက်တာ။ဟာဒီနေ့အရင်ဝမ်းမြောက်တယ်စသဖြင့်ကျွန်တော်ယဉ်ပွင့်တယ်ပုံပွင့်လည်းပဲ။အဲ့ဒါကချင်းကျွန်တော်အရင်ခက်ခဲခြင်းကျင်းနေချက်တွေရောက်နေချိန်မှာကျွန်တော်တိုင်ပင်နေကိုတော့ဘာလုပ်အောင်မလဲ။ကျွန်တော်ကတတ်တမှတ်တယ်ကျွန်တော်မလုံဆောင်တာဘူး။ကျွန်တော်အမြဲတမ်းဆုတောင်းနေရမယ်ကျွန်တော်မပြောဘူးဆုတောင်းနေဆိုတော့ကျွန်တော်နားလေတဲ့ຢာကဟိုဟာဖြစ်ပါစေတရားဖြစ်ပါစေမဟုတ်မဟုတ်အစင်တိုင်းနေကျွန်တော်အဲ့ဒီຢာတွေချိုးဖြစ်လိုက်ပါဖယားသခင်ကျွန်တော်တို့အသက်တာထဲမှာပြောစီလိုတဲ့စကားတိုင်းကျွန်တော်ပြောခွင့်ပေးဖို့လိုအပ်တယ် ဘုရားခင်ဖြစ်စီလို့အတိုင်းကြောင့်အတ္တနာမှာဖြစ်စီဖို့လို့အပ်တယ်လို့ကျွန်တော်တို့ကလည်းဘုရားခင်ရှေ့မှာဗာမျက်နှဖုံးမှမရှိဘဲနဲ့အရှိရှိတိုင်းတုံးဝင်ဖို့လို့အပ်တယ်။ဘုရားရှိကိုဟန်ဆောင်မျက်နှဖုံးနဲ့ယူသွားတာရက်တမ်းဖို့လို့အပ်တယ်။အဲ့ဒီအရာကတင့်ဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တယ်။အဲ့ဒီအရာကတင့်ရဲ့အတ္တရဲ့လမ်းကြောင်းတစ်ခုလုံးကိုဘုရားခင်အထင်းမှာတဲမှတ်ပေးလိုက်နိုင်တယ်။အာမင်။ဆိုတော့ကျွန်တော်တို့ကိုယ့်အတ္တထဲမှာထိုကဲ့သို့တော့နောက်ဆက်ခြင်းတွေလို့လည်း ရှင်းရှင်းဖယ်ရှားဖို့လိုအပ်တယ်လို့ကိုယ်အတ္တနာထဲမှာပွတ်ပွတ်လင်းလင်းယိုယိုသာသာဖះနဲ့ယင်းနီးကြွဝင်စွာအပြန်အလှန်စကားပြောဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုရင် quiet time နဲ့အမြဲတမ်းယူတယ်ဆူတောင်းပြီးသွားတဲ့အချိန်မှာဒီတိုင်းပဲအာမင်မပြီးသွားပဲနဲ့ကျွန်တော်ငြိမ်ဝတ်စွာဖះခဲ့အတန်ကိုနားထောင်တယ်ဖះကိုအာယုံပြုတ်ပြီးတော့မှကျွန်တော်နေတယ်ဖះခဲ့မျက်မှောက်တော့ကျွန်တော်အမြဲခံစားရတယ်ကျွန်တော်ကဖះမျက်မှောက်တော့ဘယ်လိုခံစားရလဲပြောလို့ဆိုရင်ကျွန်တော်ခံစားချက်နဲ့ခံစားရတာဖြစ်တယ်ကျွန်တော်ဖះမျက်မှောက်တော့ရှိတဲ့အရေးကိုရောက်သွားတဲ့ကျွန်တော်စိတ်သိမ့်ထားတယ် အဲ့ဒီကလုံးယူလို့မရဘူးအဲ့ဒီကကျွန်တော်အမြဲတမ်းအမြဲတမ်းအခုချိန်ထိကျွန်တော်ပြင်ဆင်လိုက်တဲ့အချိန်တည်းမှာဖះမျက်မှောက်တော်ရှိတဲ့အခါတိုင်းဖះမျက်မှောက်တော်ရှိတယ်ဆိုတဲ့အရာကိုပြောတဲ့အချိန်မှာဖះမျက်မှောက်တော်ရှိကြောင်းကျွန်တော်သိတဲ့အခါတိုင်းဖះသခင်ကျွန်တော်ကိုပြောတဲ့အရာကကျွန်တော်စက်သိမ်းမွင့်ထားတယ်ကျွန်တော်ခံစားချက်နဲ့ဖះသခင်ကျွန်တော်ကိုစကားပြောတာဖြစ်တယ် ကျွန်တော် prophet ပြုတဲ့အဲ့ချိန်မှာလည်းခံစားရတဲ့အရာနဲ့ပဲကျွန်တော် prophet ပြုတာဖြစ်တယ်အဲ့လိုပြောရခံစားရဆိုတာစိတ်နဲ့ခံစားရတဲ့အရာကိုပြောတာမဟုတ်ဘူးတစုံကြောက်တော့သူကျွန်တော် suit down ပေးတဲ့အချိန်မှာကျွန်တော်တကယ် suit down ပေးနေတဲ့ကျွန်တော်ဝန်နေတဲ့အရာကိုခံစားဆိုတေချာသူတက်တာတွေမှာဝန်မြောက်ဝန်နေခြင်းကိုခံစားနေရတယ်ကျွန်တော် suit down ပေးနေပြန်တဲ့အချိန်ယူတဲ့အချိန်မှာဖခင်ဝန်မြောက်ခြင်းကိုပေးတယ်ဆိုလို့ရှိရင်ကျွန်တော်တေချာတဲ့ဒီတယောက်ရဲ့အသက်တာတွေမှာဝန်မြောက်ခြင်းကရှိနေတယ်စသဖြင့်ကျွန်တော်ထိုကဲ့သို့သော prophet ပြုခြင်းတွေနဲ့လည်းကျွန်တော်အသက်တာတွေမှာအသုံးပြုတဲ့အရာကျွန်တော်တက်တာများစွာရှိပါတယ်ဆိုအဲ့တော့ဖခင်မျက်မှောက်တော်ကိုကျွန်တော်ဘယ်လိုခံစားရလဲပြောဆိုရင်အဲ့ဒီလိုမျိုးခံစားရတယ် ဆိုကျွန်တော်ဖះရနဲ့အချိန်ယူတဲ့အခါခါတိုင်းမှာကျွန်တော်ဖះရမျက်မှောက်တော့ခံစားရတယ်။ဆိုအဲ့လိုပြောတောင်းတယောက်တူမှာမဟုတ်ဘူး။ကျွန်တော်ကျွန်တော်ဖီလာထဲမှာရှိရတချို့စီယာရှိရတချို့နိုဝါရှိရ။ဆိုဒီကြောင့်လည်းပတ်သက်တဲ့အောင်ကျွန်တော်အသေးစိတ်မသွားတော့။ဆိုတော့ကျွန်တော်ဖះရနဲ့အဲ့လိုမျိုးဆုတောင်းတဲ့ခါတိုင်းမှာတမန်ကချမ်းကပြီးရောကိုရောဂျေဇုတင်တဲ့ဘက်ကြောင့်အဲ့လိုပြောစရာရှိရပြောရေယေရှုနာမနဲ့ဆုတောင်းမယ်ကျွန်တော်ဘယ်တော့မှမသွား။ တကယ်ဖရားရဲ့မျက်မှောက်တော်မခံစားရမချင်းကျွန်တော်ရဲ့ဝိညာဉ်ကဖရားသခင်နဲ့အတူရှိနေတယ်ဆိုတဲ့အရာကိုမသိမချင်းကျွန်တော်ကျွန်တော်ရဲ့တတိုင်းရှိမှောက်ကျွန်တော်ချိုးဖြစ်တယ်ကျွန်တော်မမနာရှိမှောက်ကျွန်တော်ချိုးဖြစ်တယ်နောက်ဆုံးဖရားနဲ့အချင်းယူဖို့အတွက်ကျွန်တော်ဖရားမျက်မှောက်တော်ဖရားခင်အတူရှိတယ်ဖရားခင်ငါနာမှာရှိရဆိုတော့ခံစားမိပြီဆိုတဲ့အချိန်မှာကျွန်တော်နှလုံးသားအလုံးစုံကိုဖွင့်ပြီးတော့မှကျွန်တော်အရှိရှိတိုင်းတိုးဝင်တယ်ထိုကဲ့သို့တင်းတတာထဲမှာတိုးဝင်ဖို့လည်းလိုအပ်တယ်အဲ့ဒီအရာကတင်းအရာအားလုံးကိုပြောင်းလဲပေးလိမ့်မယ်အာမင် ဆက်ကြုံဒီအရာလေးကိုကျွန်တော်တက်တည်ခန့်ကျင်တယ်ဖရာခင်စကားနားထောင်နေဆိုတဲ့အရာမှာဒီအကြောင်းကျွန်တော်ဖရာနဲ့ဝိညာဉ်တော်ဖရာနဲ့ကျွန်တော်အချိန်ယူတယ်ဝိညာဉ်တော်ကျွန်တော်ကျွန်တော်အရာလေးမှာမကျွန်တော်ဒူးထောက်ပြီးတော့မှဖရာသခင်နဲ့ကျွန်တော်စကားပြောတယ်အဲ့ချိန်မှာကျွန်တော်ဖရာသခင်က "तू ဘလောက်တိချစ်ကြောင်းကျွန်တော်ဖွင့်ပြတယ်"အဲ့တော့ကျွန်တော်အရန်ကိုဝမ်းမြောက်ပြီးတော့မှဖရာသခင်ကျွန်တော်ဒီဘလောက်တိချစ်ရသလားဆိုတဲ့အရာကိုကျွန်တော်ခံစားပြီးတော့မှမျက်ရည်လေးနဲ့ကျွန်တော်ဖရာခင်ကိုကျေးဇူးတင်တယ်ကျွန်တော်ဖရာခင်ကိုချစ်ကြောင်းပြောပြတယ်ဒါပေမဲ့ယုတ်တိရဲ့ကြီးဆိုတယ်လို့ဖရာခင်ကကျွန်တော်ကိုဘာဖွင့်ပြလဲဆိုရင် ကျွန်တော်အပြစ်ဘလောက်ရှိတယ်ဆိုရအောင်ဖွင့်ပြတာကျွန်တော်ဘလောက်ထိညစ်ညူးတယ်ဆိုရအောင်ဖွင့်ပြတာအဲ့ရှင်မကျွန်တော်ဝမ်းနေခြင်းနဲ့ဘုရားခင်ဖွင့်ပြတဲ့ဘုရားခင်ကျွန်တော်ကိုပြောတဲ့တခုချင်းစီတိုင်းအဲ့ဒီအပြစ်တွေအတွက်ကျွန်တော်ဝန်ချတောင်းပန်တယ်ကိုတော်ဒီကြက်ကိုသားတယ်လို့ပြောလိုက်ပြီလို့တောင်းပန်တယ်ဟောကိုတော်ဒီလိုမျိုးညစ်ညူးတဲ့အရာအတွက်တောင်းပန်တယ်ဟောဒီဒီဒူးဆိုင်တွေကိုပြုတ်ပြီလို့တောင်းပန်တခုပြီးတခုကျွန်တော်ကိုလုံးကိုတောင်းပန်နေရင်းနဲ့ပဲဘုရားခင်နောက်ထပ်တခုကျွန်တော်ရုပ်တရက်ဖွင့်ပြတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်အိမ်ထဲမှာ ဘသူမှမသိအောင်တိတ်တိတ်ကလေးသိမ်းထားတဲ့မိုးရေစေဝါကျွန်တော်သိမ်းခဲ့ဘူးတယ်တကယ်ပွင့်ပြောအဲ့အချိန်မှာကျွန်တော်ဖះရနဲ့အရန်ရင်းနှီးကြောင်းဝင်နေပြီအဲ့အချိန်မှာကျွန်တော်သိမ်းလို့သိမ်းထားမင်းတော့မိမန်းတော့ကျွန်တော်မမှတ်မိတော့ကျွန်တော်အဲ့တုန်းကသိမ်းထားတဲ့ရွေချက်ကိုပူပူလင်းပြောပါဆိုရင်တော့တစ်ချိန်များလိုအပ်ခဲ့သည်ရှိတော့ဆိုပြီးတော့မှကျွန်တော်သိမ်းခဲ့တာဥပမာစိတ်သက်လေးကြားခဲ့ရင် ဒါမှမဟုတ်တခုခုအစင်မပြေခဲ့ရင်ငါအဲ့ဒါလေးနဲ့စိတ်ဖြေဖြောင်းလိုက်မယ်ဆိုပြီးတော့ဝိညာဉ်ရဲ့တက်တာကျွန်တော်တို့မသိခင်တုန်းကတင်ထားခဲ့တဲ့အရာအမအေးဒီအရာကိုကျွန်တော်ဝိညာဉ်ရဲ့တက်တာထဲမှာဘုရားခင်တွာလာတတ်တဲ့အချိန်ရောက်တော့မှဘုရားခင်ဘာလို့ဆိုရင်ကျွန်တော်ကိုဖွင့်ပြတယ်ဒူဇန်နဲ့ဆက်ဆိုင်တဲ့အရာမင်းတင်ထားတယ်ဆိုရရပြီးတင်ထားတဲ့နေရာကအစားကျွန်တော်ကိုဖွင့်ပြတဲ့အချိန်မှာကျွန်တော်အရင်လန့်သွားတယ်ကျွန်တော်တော့ကြည့်တဲ့အချိန်မှာလည်းတကယ်ရှိတယ် အဲ့အချိန်မှာကျွန်တော်ဘာလုပ်လဲဆိုဘုရားကျိုးကျွန်တော်တောင်းပန်တယ်ကိုရောဒီလိုမျိုးတင်းထားမိလို့တောင်းပန်မယ်ဒီအရာကိုကျွန်တော်လှုပ်ချင်လို့လို့မဟုတ်အခုလှုပ်ပါဆိုရင်တော့ကျွန်တော်မလှုပ်ဘူးဒီအရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဘာမှစိတ်လည်းမရှိတော့ကျွန်တော်တောင်းပန်တဲ့အချိန်မှာဘုရားကကျွန်တော်စကားတခုပြောရဲအဲ့ဒါဘာလဲဆိုရင်ရှင်းရှင်းဖြစ်စီပါအဲ့ဒါကျွန်တော်ဘာလုပ်လဲဆိုရင်ကျွန်တော်အဲ့အချိန်မှာကျွန်တော်အရန်ငိုနေပြီကျွန်တော်အရန်လဲနောင်တရနေပြီအရန်လဲရှက်နေပြီဘုရားသခင်ရှိမှတကယ်ရင်ဒီကြွားဝင်ပြီးတော့မှဘုရားရဲ့ချစ်ခြင်းနဲ့ခံစားနေရတဲ့အချိန်မှာမှငါအဲ့တလောက်တောင်မှမိတ်မဲရသလားဆိုကိုကိုကိုလည်းအပြစ်တင်မိတယ် ။ဒါပေမဲ့အချိန်မှာကျွန်တော်ငိုယိုးပြီးတော့မှခန္ဓာတော်ကပြောတယ်အဲ့ဒီတိန်းထားတဲ့နေရာစီကိုသွားအဲ့ဒီမှာရှိမပစ္စည်းအားလုံးကိုကျွန်တော်ထုတ်ထုတ်ပြီးတော့မှကျွန်တော်အဲ့ဒီအမဲတွေကိုထဲပြီးတော့မှအဲ့ဒီရဲ့အိတ်ကိုကန်ပြီးတော့ငိုပြီးတော့မှပဲကျွန်တော်အိမ်နောက်ဖေးကိုသွားတယ် သွားပြီးတော့မှနောက်ဆိုကျွန်တော်အဲအဲမိုက်ပုံထဲမှာကျွန်တော်အဲ့ဒီအကောင်လုံးကိုပြစ်ချခဲ့တယ်ပြစ်ချပြီးတော့မှကျွန်တော်ငိုပြီးတော့မှပြန်လာတယ်ပြန်လာပြီးတော့မှကျွန်တော်အဲ့ဒီဖျားတဲ့အချိန်ယူတယ်ကျွန်တော်အိမ်ရပေါ်မှာကျွန်တော်ပြန်ပြီးတော့မှဖျားခဲ့တဲ့အချိန်ယူတယ်အဲ့အချိန်ကနေစပြီးတော့ကျွန်တော်အသက်တာထဲမှာနောက်ထပ်တစ်ချိန်ဒူးဆိုင်ဆိုတဲ့အရာမရှိတော့အဲ့ဒီမူရစီဝါဆိုတဲ့အရာနဲ့ကျွန်တော်ဘာမှမရှိတော့မှကျွန်တော်လုံးစုံလွတ်မြောက်ခြင်းကိုဖျားခင်ပြင်ဆင်ပေးခဲ့တယ်အဲ့ဒီကဘယ်ကနေရလဲလို့ပြောပြဆိုရင်ဖျားသခင်ရဲ့စကားကိုနားထောင်ခြင်းနဲ့ရတာဝိညာဉ်တော်ဖျားနဲ့အကျွမ်းဝင်ခြင်းတွေကနေစီးထွက်လာတဲ့အရာဖြစ်တယ် နမတိတက်တာထဲမှာဘုရားခင်ရှေ့ကိုလာတဲ့ခါမှာထိုကဲ့သို့ပွင့်ပွင့်လင်းလင်းယိုယိုသားသားဝန်ခံပြီးတော့ဘုရားရဲ့စကားကိုနားထောင်မယ်ဆိုရင်တင်းတက်တာထဲမှာအခုတင်ကြော်လွားဖို့နဲ့ခက်ခဲနေတဲ့ဒူးစရိုက်ဆွေးလန်းခြင်းတတ်မှတ်ခြင်းအလုံးစုံကနေကြော်လွားနိုင်တဲ့အခွင့်ဘုရားခင်ပြင်ဆင်ပေးလိမ့်မယ်အာမင်